ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကမှာတော့ပရိသတ်တွေအတွက်စာရေးသူမစနေရေးသားထားတဲ့စနေနေ့ပေါ်ရီတာရာအပိုင်း30ကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးစတင်ခင်မှာကျမရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနားနိုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကကူဖြစ်ပါရဲ့ရှင် ကျောက်တော်ရီကိုဝင်းထူရိုရွာကိုနောက်တစ်ခေါက်ပြန်ရောက်လာပြန်ပြီဗျဒီတစ်ခေါက်တော့မင်းအင်းဖုန်ကြီးလည်းပါလာတယ်ကိုဝင်းထူကကျောက်တော်ကျောင်းထိုင်ဖုန်ကြီးကိုပါပင်လာလေဒါပေမဲ့ကျောက်တော်ကျောင်းကတရားစခန်းဖွင့်ရကြီးနဲ့တိုက်နေတဲ့အတွက်ဖုန်ကြီးကမကြွနိုင်ဘူးအဲ့လိုနဲ့ပဲအရင်တစ်ခေါက်ကလိုပါပဲကိုဝင်းထူရဲ့ဦးလေးနဲ့ဥတထူကြီးကပဲလိုက်ပို့ပေးရပေါ့ဗျာမင်းအင်းဖုန်ကြီးကလည်းလဲမစည်းဘူးနော်ကျောက်တော်ဖုန်ကြီးလိုပဲတိရစ္ဆာန်ဆွဲတဲ့ရင်တွေဆိုရင်မစည်းကြဘူးလမ်းမဲလျှောက်ကြတာကျောက်ကလည်းဖုန်ကြီးတစ်ပါးလေးဖြစ်နေမှာဆိုတဲ့အတွက်ကိုဝင်းထူနဲ့ဘူကာကိုလှဲနဲ့ပဲလိုက်ပြီးတော့သွားခန်းလိုက်တယ် ကျုပ်ကတော့မင်းဖုန်ကြီးနဲ့အတူတူလမ်းလျှောက်ပြတဲ့ပေါ့ဗျာမင်းဖုန်ညာကျုပ်ကိုအားနာနေပြီးတော့လှင်းနဲ့လိုက်သွားဖို့တတ်တော်မမိတ်သေးတာဗျာစနေမင်းလှင်းနဲ့လိုက်သွားလေတပည့်တော်မလိုက်တော့ပါဘူးဗျာဖုန်ကြီးနဲ့ပဲလမ်းလျှောက်ပါတော့မယ်အဲ့လိုဆိုပြန်တော့ဖုန်ကြီးလည်းစကားပြောပေါ်ရှာတာပေါ့လေတင်ပါဗျာကျုပ်ကလည်းဖုန်ကြီးနဲ့စကားပြောပြီးတော့ကိုဝင်းထူတောင်ဆန်းရွာကိုသွားကြတယ်ပေါ့ဗျာရွာနဲ့မလန်မကန်ရောက်တော့လမ်းမှာခန္ဓာကိုယ်ခတ်တောင်တောင်အသက်၄၀အရွယ်ဝန်းကျင်လူကြီးတယောက်နဲ့တွေ့ကြတယ် သူကကျုံနဲ့ဖုန်ကြီးကိုပြုံးပြတော့ကျုပ်တို့ကလည်းပြန်ပြီးတော့ပြုံးပြလိုက်ရသေးတယ်။သူ့ကိုကြည်ရတာစိတ်နှက်နေပုံတော့မပေါ်ဘူးဗျ။လက်ဘေးမှာလည်းပရီးတွေဆွဲထားတာနင်းနေတော့တော့မဟုတ်ဘူး။အင်းကြီးကလည်းနွမ်းဆုပ်ပြီးတော့တော်တော်ညစ်ထိန်တာ။ဒါရီကိုကြည်ချင်းအဖင်တော့ဒီလူဟာပုံမှန်လူကောင်းတယောက်မဟုတ်နိုင်ဘူးလို့တော့ကျုပ်ကတွေးလိုက်တာ။သူ့ရှိရနေအဖြစ်မှသူကဖုန်ကြီးရှိမှရုတ်တရက်ကြီးဒူးထောက်ထိုင်ချလိုက်ရော။လမ်းလျှောက်နေရနေပြုံးစားဒူးထောက်ထိုင်ချလိုက်တာဆိုတော့ကျော်ရောဖုန်ကြီးပါအံ့အားသင့်တာပေါ့။လမ်းမှာလည်းဖုံဖုံတွေကြီးပဲဆိုတော့မင်းအင်းဖုံညာအဲ့ဒီစိတ်မနဲ့နဲ့သူပြန်ပြီးတော့ထခိုင်းရတာပေါ့ဗျာ တခါကြီးမတက်ရလိုက်ပါလမ်းကလည်းဖုန်နေကြီးပဲဥတော်ဥတော်တခါထထဥတော်ဥတော်ဖုန်ကြီးကမတက်ရခိုင်းပေမဲ့လည်းအဲ့လိုမရက်ဘူးဗျဖုန်ကြီးနဲ့ကြုံလဲဘာဆက်လို့လို့လောက်အောင်မသိဖြစ်နေလမ်းပေါ်မှာဒူးထောက်ပြီးတော့ရှစ်ခိုးနေတဲ့သူကျုပ်တို့ကဘလို့လို့အပြစ်ခါပြူနိုင်ခဲ့မှာရောကျုပ်တော်များအောင်ဆိုမင်းဖုန်ကြီးအနေနဲ့ဆိုစိုးဝဲရမရှိပေါ့ဗျာအဲ့အနေပဲဖုန်ကြီးကျုပ်ကိုကြည့်ပြီးအတန်ခတ်တွတ်တွတ်နဲ့မိတ်နေဗျစနေတို့ရတော့ဘလို့ဆက်လို့ပါဗျဒီတကဥချနဲ့အချိန်၂၀လောက်ရှိတော့မယ် ဟုတ်ပါရဲ့ဖျားအဲ့ဒီချိန်တောက်ဆန်းရွာဘက်ကနေလူညောက်ကအချိန်ကရောက်လာတယ်သူတို့ညောင်ကကျုပ်တို့မြင်တာနဲ့အဖြစ်ပြောက်သဘောပေါက်သွားတဲ့ထင်မရဲ့ဘုန်းကြီးရှင်မထိုင်နေတဲ့လူစကားဆိုရယ်ဘိုလာကြီးမင်းဘာလုပ်နေရတော့ဘုန်းကြီးကရော့နေရလေမင်းကရော့နေရကြာနေပြီဘုန်းကြီးကခေါင်းပြောင်ပြောင်နဲ့နေဘူးရဲရက်နေရငါအဝေးကနေလှမ်းကြည့်ရတယ်ခေါင်းပေါ်မှာမှန်ထောင်ထားသလားမှန်တယ်တစ်ဖက်လူရဲ့တဲတူစကားကြောင့်မင်းအင်ဘုန်းကြီးကသူ့ခေါင်းသူပြန်ပြီးတော့ကင်ကြည့်နေလေရဲ့အဲ့လူပြောမှာပဲကျုပ်လည်းဘုန်းကြီးကောင်သေးချပြန်ကြည့်မြာ ူပြောတာလည်းဟုတ်ပါရဲ့လေ။ခေါင်းကပြောင်းချွေရထွက်ဆိုတော့ဘုန်းကြီးခင်မြတ်မှာတကယ်မတတ်တာဦး။ဘိုလားဆိုရယ်စိတ်မနှံနေသူကသူ့ကိုပြောနေလူများကိုတေချာပြန်ကြည့်ပြီးတော့ပြောသေးတဲ့ဗျ။မင်းတို့ကဘာဖြစ်နေလဲ။ငါဘာသာငါဘုန်းကြီးဦးချနေ။နောက်မှဦးချမြတ်ပြည်ရောင်မှာအလှရှိတယ်ခင်မြတ်နောက်ကျသွားရင်အလှမမီပဲနေလိမ့်မယ်။အေးဟုတ်တာအဆုံကသွားတော့မယ်။သွားသွားမြန်မြန်သွား။အဲ့လူနေရောက်ပြောလိုက်တာနဲ့ဘိုလာကြီးကချက်ချင်းကိုပဲထထသွားတာ။ကျောက်တုတ်ကောင်မှလှဲမကြည့်ဘူးနော်။ ဘုံညာလည်းကျုပ်တို့ကြောခန့်ထွက်သွားတဲ့ဘူလာရွတ်ကြည့်ပြီးရှေ့မှာရှိနေလူနှစ်ယောက်မိတ်နေတကားတို့ရောက်လာလို့ဒါပဲပေါ့နှုတ်မဆွေဘုံကြီးတို့နေပူချင်းမှာဘလောက်ကြကြရဲနေရမယ်မသိဘူးဘူလာရအဲ့လိုပါပဲဗျာအရှင်ဖျားရပီကရော့ခံနေလို့စัจကြသွားရင်လည်းလမ်းရှိပိတ်ပြီးတော့ရက်ပြီးတော့ကြော့တာသူကတမျိုးပါပဲလားဘလို့ဖြစ်ပြောခုလိုဖြစ်သွားတာလေဘူလာရအရှင်ပရိသမကြောက်ပါဗျာပရိအတော်စိတ်တာအတိတ်ထန်နေလဲဝင်ခဲ့ရဲဆိုပဲ ။တနေ့ကျတော့ကြည်စံမအောင်လို့ဆိုပြီးတော့ပွဲပေးထားတဲ့အုံပွဲငပြောပွဲတွေကိုခြေနဲ့ကန်ပစ်တယ်လေဖေ။အဲ့နောက်ပိုင်းအခုလိုယူသွားရတာပါပဲ။အော်အရှင်ဘုရားတို့လည်းကြောက်စရာရှာဆက်ကြပါဖုရား။တောကြာနေရပို့ပြီးတော့ပူလာတော့မှအခက်မတင်အရှင်ဘုရား။ကောင်းပါမုတ်လီပွေလိုမျိုးကြွရသွားဦးမယ်ဖုရား။ကျွတ်လို့ရှိရလူနေရတဲ့တယောက်ကအဲ့လိုပြောတော့ဖုန်ကြီးလည်းဘလို့ပြန်ပြီးတော့မေးရမယ်မသိဖြစ်နေရပုံပဲ။တကယ်လူတွေပဲလို့မှတ်ချက်ပေးလိုက်တယ်။သူတို့မျက်နှာကြည့်ရတော့ဖုန်ကြီးကိုလှောင်ခြင်းပြောင်းခြင်းလို့ပြောနေရမှာမဟုတ်မှန်းသိတာလေ။တကယ်ပဲစိတ်နာလေပြောနေရပုံပဲ။ စိတ်ရရှိရတိုင်းပြောတော့ကြားတာအဆင်မပြေဘူးပေါ့ဗျာအဲ့လိုနဲ့ပဲကျုံနဲ့ဖုန်ကြီးလဲတောင်ဆန်းရွာကိုဆက်ပြီးတော့သွားလိုက်ကြတာပေါ့မင်းရင်ဖုန်ကြီးကိုတောင်ဆန်းရွာကိုကြောင်ပို့ပေးပြရနဲ့ကျောက်ကကိုဝင်းထူရဲ့အိမ်ကိုသွားလိုက်တယ်ကိုဝင်းထူရဲ့အိမ်မှာဘိုးကနဲ့ကိုဝင်းထူပြင်ဥတာထူတို့တန်ရမှာထိုင်နေကြတယ်သူတို့ကရင်ွေချံအမြင့်ငှက်၆ဖုန်နှမ်းစီစမ်းနဲ့တဲဦးစိန်ကြနေကြတာပေါ့ဗျာကျောက်ကမြင်တော့ကိုဝင်းထူကလှမ်းပြီးစကားဆိုတယ်စနေတော်တော်မောသားကြီးထင်တယ်မောတာပေါ့ဗျာနီနီနာနာမှမဟုတ်တာနေရလဲအစောကြီးပြေးနေပြီကွာ နေပူပါရဲဆိုဟိုဘိုးလာကြီးဆိုတဲ့လူနဲ့တွေ့နေလို့နေပူကြီးရဲ့မတ်တက်ရက်နေလိုက်ရသေးတယ်။ကျုပ်ကလည်းဘိုးကငဲပေးထားတဲ့ရင်ွေကြမ်းလေးကိုတကြိုက်မော့တာပြီးတော့အပန်းချေလိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲခလေးတွေရောလူကြီးတွေရောစုံယုံစုံယုံဖြစ်နေလို့ကျုပ်လည်းထိုင်နေရနေမတ်တက်ရက်ပြီးတော့လမ်းကိုလှမ်းမိကြည့်လိုက်တယ်။ဘာများဖြစ်တော့မို့ကျုပ်နဲ့အတွေ့အကြုံနေတဲ့ကိုဝင်းထူကလည်းသူ့ရွာသားတယောက်အတန်ခတ်ကြဲကြဲနဲ့လှမ်းအော်ပြီးမေးလိုက်တယ်ဗျ။ဟဲ့ထွန်းသာဘာကြီးဖြစ်နေရတော့ကွာ။ရွာတောင်ပိုင်းဦးကျော်လင်းတယောက်လေမော်တော်ဆိုင်ကယ်ကြီးဝင်လာလို့အဲ့ဒါသူ့အိမ်ဝိုင်းထဲမှာမော်တော်ဆိုင်ကယ်မောင်းတော်သွားကြည့်ကြမလို့ဗျ။ ထွန်းတာဆိုတဲ့လူရဲ့ပြောစကားကြောင့်ကျွတ်ကလည်းကို့နှဖူကိုပြန်ပြီးရောရိုက်လိုက်မိမတက်ပဲ။အော်မော်တော်ဆိုင်ကယ်စီးမှာတော့ကြည့်ကြမယ်ဆိုပဲ။တော်တော်လေးတော့ကြတယ်ရွာပါဗျာ။ကျုပ်လည်းပြင်းပြင်းရှိရနဲ့ကိုဝင်းထုအနာကပ်ပြီးတော့ပြောလိုက်တယ်။ကိုဝင်းထုကျုပ်တို့လည်းမော်တော်ဆိုင်ကယ်ဆရာတော့ကြည့်ရအောင်လား။မင်းကမမြင်ဘူးလားကြားနေရပဲကွာ။ခမားရတာတွေဘာပြောမလဲသိကျင်လို့ပါဗျ။အားဆိုလဲသွားကြပေါ့တို့ရမှာပထမဆုံးအနေနဲ့ဝယ်လာတဲ့ဆိုက်ကိုသွားပြီးတော့ကြည့်ကြပါပေါ့ကွာဝင်းထုမင်းတို့သွားမယ်ဆိုငါလည်းလိုက်ခဲ့မယ်ကွာ ဘိုးကအဲ့လိုပြောတော့ကျက်ကလည်းဘိုးကကိုကြည့်ပြီးတော့နောက်လိုက်တယ်။ဘိုးကစိုက်ကဲစီးလို့လား။ဟိုတရေ၆တဲ့စိုက်ကဲကြီးလို့လေ။စိုက်ကဲမောက်ပြီးဆုံးသွားတဲ့သူကဘိုးကဝင်ပူပြီးတော့မော်တော်ဆိုင်ကဲကြီးပေါ်တက်ခွာပြီးစီးခဲ့တာအမှန်ရသွားပြီးတော့ကျက်ကပြောလိုက်တာလေ။အဲ့တော့ဘိုးကကျက်ကိုမကြည့်မနှံနဲ့ကြည့်ပြီး"တော်ဆမ်းမစနေရအဲ့မော်တော်ဆိုင်ကဲကြီးစီးပြီးနောက်နေကိုလက်တွေကိုက်ခဲ့ပြီးဖြားရတာဟေ"ကိုဝင်းထူကတော့ကျက်တို့ညောင်စကားပြောနေအောင်ခက်ပြုံးပြုံးနဲ့ကြည့်နေရဲ့ဗျ။ ပြီးတော့ကျွတ်တုတ်တောင်ဆလောင်ကိုဝင်းထွေရဲ့ဦးလေးဥတာထူကိုအိမ်မှာထားခဲ့ပြီးတော့မော်တော်ဆိုင်ကယ်ဝယ်ရဲဆိုတဲ့သူရဲ့အိမ်ကိုသွားပြီးတော့ကြည့်လိုက်ကြရပေါ့ဗျာမော်တော်ဆိုင်ကယ်ကလှလိုက်တာကွာအေးဆိုမော်တော်ဆိုင်ကယ်ကလှတယ်လို့ဦးကျော်လွန်ရဲ့တမီးကလည်းလှတော့ကွာသူ့တမီးကို900ရဲ့ဒီမော်တော်ဆိုင်ကယ်ကြီးကိုလည်း900မှာပေါ့မော်တော်ဆိုင်ကယ်ကြီးတွေဘယ်ကမလဲကွာဒီအိမ်ကိုပါရမှာလေအေးစီကောက်မဲ့ပုံမဲ့ကွာနော်ဟ ्या မင်းမိုင်ရိုင်းလိုက်လားတမီးတမီးပြောလေဗစက်အရသာခံပြောနေဟ ्या ငါကမော်တော်ဆိုင်ကယ်ကိုပြောတာကွာ အဆောင်မြောက်ဦးကျော်လင်သမီးမေမီကိုကိုကျော်လင်ကိုဘာလို့ကြည်နေရလဲဟဲ့ကောင်ကအာမော်တော်ဆိုင်ကယ်ပဲကြည်ပြီးတော့ပြောတာပါမေမီကိုကိုကျော်လင်ကဆိုင်ကယ်နဲ့တန်းတန်းနဲ့ရက်နေရမှလို့ပါအဲ့လိုတွေပြောကြဆိုကြလုံးနေရတောင်ဆန်းရွာကာလာသားရေပေါ့ဗျာမော်တော်ဆိုင်ကယ်ပဲလာကြည့်ရလားသူတို့ပြောရင်မေမီကိုကိုကျော်လင်ကိုလာကြည့်ရလားဆိုတော့မသေးခွဲဘူးကျုပ်လည်းသူတို့ပြောရင်မေမီကိုကိုကျော်လင်ကိုကြည့်လိုက်တယ်နာမည်ရှိတယ်လို့လူကလည်းရှိတယ်ဗျသူ့အရာကကျုပ်ထက်တောင်နည်းနည်းမြင့်အောင်ပဲရွာထဲမှာတော့သူကအသားဖြူဆုံးလို့ဆိုရမယ်ဝတ်စားထားတာလည်းခက်မိတယ် ကျုပ်ကသူ့ကိုငေးကြည့်နေသည်တော့ကျုပ်ပြာကိုဝင်းထူကလေးတန်းခတ်တိုးတိုးနဲ့ပြောရဲဗျ။ဟဲ့ဗျားကြီးကိုကြည့်လိုက်လား။ဘယ်ကဗျားကြီးလဲ။ဟိုကောင်နေပြောတဲ့မီမီကိုကိုကျော်လင်းလေးကွာ။ရှင်လျားတဲ့နာမည်ကြီးဘသူမှမခေါ်ချင်ပါဘူးကွာ။သူ့ကိုရှင်ကြီးရဲ့သူတွေခေါ်ကြရတော့ဗျားကြီးပဲဟုတ်လား။သူတို့ကမြို့ကိုတစ်နှစ်တစ်ခါတော့ရောက်ဘူးရဲလေကွာ။အဲ့တော့ခစ်ဆန်နေ။ခေဆန်နာတော့ဟုတ်ပါပြီဗျမိမိကိုကိုကျော်လင်းဆိုတဲ့နာမည်နဲ့ဖြားကြီးဆိုတာဘာမှလည်းမဆိုင်ဘူး အဲ့တော့ငါလည်းမသိငါကောင်ကြီးအဖေနာမည်ထည့်ပြီးမှဲ့ထားတာခစ်ဆန်နေဆိုပြီးနာမည်နောက်မှာကြော်လွင်ထည့်ထားတာဆိုလာပဲကျုပ်ကလည်းမော်တော်ဆိုင်ကယ်နောက်မှာခေါ်ယူစွာရက်နေတဲ့ပြားကြီးလို့ခေါ်တဲ့မိမိကိုကိုကြော်လွင်ကိုတလှဲ့အသက်ဆက်ဆက်မော်တော်ဆိုင်ကယ်ကိုတလှဲ့ကြည့်နေရပေါ့ဗျာပြောလို့ပြောတာမဟုတ်ဘူးနော်ရွာမရှိတဲ့လူကိုလာကြည့်ကြသလားအောက်မရတယ်ဦးကြော်လွင် AY နဲ့မှာလူတွေကအပြည့်ပဲဗျာအိမ်ဝိုင်းကလည်းအတော်ကျေလို့သာတော်သေးရဲ့လို့ပြောရမယ်ဆိုင်ကယ်စီးပြမှာဘလောက်ကြာမလဲတော့မသိဘူးမော်လက်ဆောင်တဲ့အကျော်တဲ့ရီကဥကျော်လွင်ရဲ့ AY နဲ့မှာပါဈေးလာရောက်နေကြတာ 哦မော်တော်ဆိုင်ကယ်ပထမဆုံးအချိန်အနီးကပ်မြင်ရမှာဆိုတော့လေသူတို့တွေတိတ်ပြောကြည့်နေကြတဲ့ပုံပဲပြောမဲ့တာပြောတာပါဗျာဒီကြေးရွာတွေမပြောနဲ့မြို့နယ်လူတန်းစားရတောင်မှအခုခေတ်မှာမော်တော်ဆိုင်ကယ်တစ်စီးပိုင်ဖို့ဆိုတာမလွယ်ဘူးလေဗျာနည်းနည်းနော်တော့ပြရတော့မှာမဟုတ်တာဟုတ်အဲ့လိုနဲ့ပဲအယူသေးရဲ့ပုံပေါ်တဲ့မော်တော်ဆိုင်ကယ်ကြီးပိုင်ရှင်ဦးကျော်လင်းကတပြေခတ်တဲ့မော်တော်ဆိုင်ကယ်ခပ်ဖော်ဖော်ရိုက်တယ်ဗျပြီးတော့အဲ့ဒီတပြေကတ်ကိုစိုက်ကယ်ရှင်ဘုံမှာနှီးနေအောင်မပူးချလိုက်သေးတာပြီးတော့သူကစိုက်ကယ်ကိုတက်ခွာတယ်အဲ့ဒီအချိန်မှာပဲတယောက်တော့ပေါ့စကားတွေပြောနေကြရွာသားတွေအတန်တိတ်သွားကြတယ် ပြောလို့ပြောတာမဟုတ်ဘူးနော်ခလေးပေါ့စာလေးပြောင်းစကားမပြောတော့ဘူးသူတို့လည်းမော်တော်ဆိုင်ကယ်သဘောကျပြီးငေးကြည့်နေကြလေတိတ်မကြပါဘူးတိတ်ဆိတ်မှုဦးကျော်လိုင်းရဲ့စိုက်ကယ်ဆက်တာဖုံးလွှမ်းသွားပါလေရောပြီးတော့ဂီယာကိုထည့်လိုက်ပြီးတော့စိုက်ကယ်ခေါင်းရိုက်တိုင်ရိုက်တိုင်နဲ့လူကြီးဝိုင်းထားတဲ့မြေခွက်တဲမှာစိုက်ကယ်ကိုလှည့်ပတ်ပြီးစီးပြနေရပေါ့ဗျာကျုပ်လည်းရွာသားတယောက်ပါပဲဗျာ။ဒါပေမဲ့မော်တော်ဆိုင်ကယ်စီးတာကိုပွဲလို့လာကြည့်ရဲရွာတော့အခုမှပဲပြင်မှုတော့တာ။ကျုပ်တို့ကလည်းမော်တော်ဆိုင်ကယ်စီးတာကိုခဏပဲကြည့်ပြီးတော့တောင်ရောက်တာအိမ်ကိုပြန်လာခဲ့လိုက်ကြရဲပေါ့ဗျာ။ ကိုဝင်ထူရအိမ်မှာအခုညပေါပေါလောကြမှာလေအလှမတက်ကတော့မထူရသေးဘူးဗျအလှကတပတ်တောင်လို့သေးတာဟုတ်ထောင်းစံတိုင်းပဲပေါ့ကလာသားတွေကပေါပေါလောဖို့အတွက်မိုးပြဲဒေပိုင်းကြီးမလာပြီးတော့မိဖို့အရေးတူးကြတယ်ပြီးတော့မိမွေတယ်ဒေပိုင်းကိုတင်းတဲ့နေနေထက်စပားတွေထည့်ပြီးတော့လောကြပါပေါ့ဒေပိုင်းကိုဖုံတာတော့ထမ်းလန့်နေပေါ့လေမကြပါဘူးပေါပေါကလည်းပေါက်ချက်ပါပဲဗျတဖောက်ဖောက်နေလေအကြောင်ပြောရတဲ့ထမရဲ့တချို့စကားများတဲ့သူတွေဆိုပေါပေါဖောက်တယ်ဆိုတဲ့အတိုင်းပဲဆိုတာလေတကယ်မရက်မနာနော် အဲ့နောက်ပေါပေါတေကိုသခေါနဲ့ပြားရဲသူကပြပြီးတော့အလုရှုံနေကြတယ်။ရွာသားတွေကလူရဲနေကြီးပဲဆိုတော့တယောက်နဲ့တယောက်စားလိုက်နောင်းလိုက်ပြောင်းလိုက်နောင်းလိုက်နေပေါ့။ကျုပ်ရဲ့ကိုဝင်းထူရဲ့ကိုဝင်းထူညီမရဲ့လောအားပေးတဲ့သူတွေအတွက်မြေပဲလှော်မြေပဲပြုံးနဲ့ရင်တွေးကိုအနိုင်ပြင့်ပေးရတာလေ။အလုရှင်ဥတာကတော့ရွာလူကြီးရဲ့တခြားရမီရဖာတွေရဲ့တန်းရမှာထိုင်ပြီးတော့စကားပြောနေကြတာပေါ့။ အဲ့ဒါကိုနောက်တက်ပြောင်းတက်တဲ့ကာလာသားတိုက်ကပပောက်လော်နေရနေလှမ်းပြီးတော့စာနေသေးတာအခုအချိန်မှာဥတာဦးတို့ရွာလူကြီးတွေစနောက်ရရလေဗျတခြားချိန်သွားစားလို့မရဘူးဗျအခုချိန်မှာဒေါသကြီးဥတာဦးကလည်းတပြုံးမြုံရွာလူကြီးတွေကလည်းတခဲခဲနဲ့သဘောကျနေကြတာပေါ့ဗျဟိုကာလာသားတွေကလည်းဘယ်ကနေကပြောဖို့ချောင်းနေကြလဲမသိပါဘူးအပီပြေကိုတုတ်တာသူတို့ပြောပြီးပြီးတခြားသူတွေကလည်းတဝါဝါနဲ့ပွဲကျနေရောတာပဲတို့ရွာရွာလူကြီးလှဲလိုက်ပေါ့ဗျဟိုတခါမြို့ကိုစီဝေးပွဲတတ်တတ်တာထမင်းဆိုင်မှာထမင်းစားတာဆိုပဲ ထမင်းဆိုင်မှာထမင်းစားများဘာထူးဆန်းလို့လဲထူးဆန်းတာပေါ့ကွာကိုတာလိုင်းကပြန်ပြောပြတာလေသူနဲ့ရွာလူကြီးထမင်းဆိုင်မှာထိုင်လိုက်တော့စပွဲတို့လေးကအူကြီးဘာနဲ့စားမလဲလို့လာမေးတယ်တဲ့အဲ့ဒါကိုတို့ရွာလူကြီးကဘာပြောလိုက်တယ်မှတ်လဲဘာပြောရလဲဘာပြောမှလဲကွာတို့ရွာမှာထမင်းဆိုင်ဇလုံးနေနဲ့ပဲစားမလားဒါနဲ့အိမ်မှာထမင်းဆိုင်ဇလုံးတတိယသွားတယ်ထင်မမြို့ရောက်တော့ရောက်ခိုင်တိုက်ပကံနဲ့စားမယ်တယ်ကွာအဲ့ကလာတားရဲ့စကားကြောင့်ကျုပ်ကလည်းရွာလူကြီးကိုလှမ်းကြည့်လိုက်တယ်ရွာလူကြီးကပြုတ်ဖြီးဖြီးကြီးလှုပ်ပြီးရှက်နေ啊 ပြီးတော့ကလာသားတွေလှမ်းအော်ပြောပြောလိုက်ဟာမေးတဲ့ကောင်ကမဟုတ်တာပါကွာဘာဟင်းနဲ့စားမလဲလို့မေးရမှလေဒီကောင်ကဘာနဲ့စားမလဲဆိုတော့ငါကလည်းတိုက်ပခံနဲ့စားမယ်လို့ပြောလိုက်တာပေါ့မင်းတို့ကောင်သားလာငါ့အကြောင်းပဲပြောတာလားသူ့အကြောင်းလည်းမပြောဘူးမလားရွာလူကြီးရဲ့စကားကြောင့်ပေါက်ပေါက်လှော်နေတဲ့မိဖို့မိထက်နေကိုသားလာရွာလူကြီးလှမ်းအော်ပြောတယ်ရွာလူကြီးခင်ဗျသစ္စာမဖောင်းနဲ့နော်ဒီမှာကာလာသမီးရဲ့လည်းရှိတယ်ယာတာလာမင်းကငါ့အကြောင်းကြတော့ပြောတယ်ကာလာသမီးရရှိရောလဲဘာဖြစ်လဲမင်းကိုဘယ်ပြောမှမကြိုက်ဘူး ရွာလူကြီးအဲ့လိုပြောတော့ပွင့်မီးသားပေါက်ပေါက်တွေပြားနေအမျိုးသမီးကြီးတူကအော်ပြောလိုက်။ကြိုက်ပါတယ်တော့ကျုပ်ကတာလောက်ကြိုက်တယ်ကျုပ်လည်းအပြူပဲလေ။အဲ့စကားကိုကြားတော့ကျုပ်လည်းအသက်ထွက်ပြီးရှင်းမိသွားတယ်။ကျုပ်တို့ကသာရှင်းနေရကိုတာလဆိုရင်လူကတော့မျက်နှာမအီမသားနဲ့လေ။ခမရတို့တည်းအတိုင်းပဲအချွန်နဲ့မရတဲ့ကာလာသားတွေကသူတို့နည်းအောင်လိုက်ဖက်ကြောင်းနင်းနေလားရွှေနေညာတွေချက်ချင်းကိုလှုပ်ကုန်တာသူတို့အဲ့လိုပြောလေကိုတာလာရဲ့ညနာမအီမတာဖြစ်လေပဲပေါ့ကာလာသားတယောက်ကရွာလူကြီးကိုကိုတာလာကြောင့်ပြောမယ့်စကားကိုပြန်ဆက်ခိုင်းနေဗျာ ရွာလူကြီးလောက်ပါအောင်ဗျကျုပ်တို့လူပြိုကြီးကိုတာလာအကြောင်းလေး။အော်အေးပြောပြရမှာပေါ့ကွာ။ဒီကောက်နဲ့ငါနဲ့ကမြို့ကိုသွားကြလေ။မင်းတို့သိရဲ့အတိုင်းမြို့ရောက်ဖို့ဆိုရင်လိုင်ကာစီးသွားတယ်လေကွာ။လိုင်ကာတွေကလည်းတနေကုန်မှတစီလောက်ပဲလာမလား။အဲ့တော့မိအောင်စီးရတာဟေ့။ကားရပြန်တော့လေလူကပြည့်နေတက်တယ်လေ။အဲ့တော့သူနဲ့ငါကားနောက်တောင်မှမတက်စီးခဲ့ရတာ။ရွာလူကြီးဘာလို့ရှောက်ပြောမလို့လဲ။နေစားမှတာလားပြောလက်စနဲ့ပြောလိုက်ပါမယ်။ကိုတာလာရရွာလူကြီးကိုလှမ်းတာတယ်။ စကားပြောတာအရှိလေးရလာရွာလူကြီးကလည်းကိုသားလိုက်စကားကိုနားမဝင်ဘူးကြောလက်စာစကားကိုဆက်ပြီးပြောတာပဲမင်းတို့ကမရဖို့တော့မသိလားဘူးမြို့ကိုသွားတဲ့လိုင်းကားတွေကအရောက်အမောင်းကြမ်းကြတာဟာငါကတော့ကားနောက်မီးယာတန်းလေးကိုခြိုက်ထားတယ်အချိန်နေမကောင်းမှသိလို့ပစိုးစာလေးကိုဒူးနဲ့ညှက်ထားရတာပေါ့ကွာဒီကောက်သားလားတော့ငါလုံးမဟုတ်ဘူးမောင်တို့ရေဒီတိုက်ကားကားကြီးရက်ညာကားလေးတကယ်မောင်ဒီကောက်ရဲ့ပစိုးကခေါင်းတက်ချုံမာလီရောကွာမင်းတို့အတည့်ရဲ့တိုင်းပဲလေတို့ရသားတွေကဟိုဟာတိုင်းဝက်လေးဝက်ထားမရှိမလား ေးတင်ရမီးဖို့ပြန်ကြီးလည်းဖြစ်တော့နောက်ကဟောင်းလောင်းပါကွာအဲ့မှာကံမြဆိုးကျင်တော့ဖျားဖူးတာလားဘယ်သွားလဲမသိကောင်မလေးအများစုပါလိုက်ကတို့ကနောက်မှာကွာငါကနောက်လဲကြည့်လိုက်တော့ကောင်မလေးရလက်ဝါးတွေနဲ့မျက်နှာအုပ်ထားတယ်။ဘာများဖြစ်တာလဲဗော။နောက်မှာပွင့်ပွင့်လင်းလင်းရှိလာတဲ့ကောင်မလေးတောက်ကအော်ပြောသွားတာဟေ့။ဟိုလူကြီးခမပစုံမီးပေါင်းမြန်ဖြစ်နေပြီလေ။ပြီးတော့ကျမတို့ဒုတ်ပြခဲပြမချင်းချောင်းနဲ့မကြောက်ဘူးလို့လှမ်းအော်တော့ဒုတ်ကဘွားလူတွေသူ့ကိုဝိုင်းကြည့်ပြီးရှီရမြတဝါဝါနဲ့ကွာ။ ဟာလေဒီကောက်တနာပြီးရေရှင်တာကိုထိန်းထားတာဒီကြောင့်ငါဘသူမှမပြောဘူးမင်းတို့ကငါပြောပြတာရွာလူကြီးစကားဆုံးတော့ရှီလိုက်ကြတာများဗျာကိုသားလှပြီးတော့ပြုံးပြိုးပြီးနဲ့ရှက်နေတာပေါ့သူလည်းစိတ်မစိုးရဲဘူးလေဘာလို့လဲဆိုတော့ရွာလူကြီးကြောင့်သူအရင်စပြောထားလေဗျာအဲ့လိုနဲ့အလူအတွက်ပပောက်လော်တာတဝါဝါတဟာဟာနဲ့ပြီးဆုံးသွားတယ်ဆိုပါတော့ဗျာအလူအတွက်ကပပောက်လော်ပြီးပြီဆိုတော့အလူမန်းနဲ့ထိုးကြတယ်ပေါ့ဗျာကျုံနဲ့ကိုဝင်းထူကတော့အလူမန်းနဲ့တိုက်ခုတ်တာကိုလိုက်သွားတယ်ဘိုးကလည်းချင်းမင်းအသက်ကကြီးပြီးဆိုတော့ဥတာဥရာမလိုက်ခိုင်းဘူးလေ အလူမန်တက်တိုင်ခုတ်တဲ့နေရရွာနဲ့နေတော်လာတော့တွားရင်တော်မှာဗျအင်းမင်းတွေတိုင်ဖြစ်နေတုံးလေပြီးတော့ဝလုံးတွေတက်ကြယ်တွေနဲ့မန်းနဲ့ဆောက်ကြရေပေါ့ဗျမြို့မှာလိုမျိုးမိုးကရေဘာကြီးလည်းမရှိဘူးဗျအဲ့တော့တိုင်ခုတ်သူခုတ်ဝါခုတ်သူခုတ်ပေါ့ဗျပုံမှန်ဆိုရင်တော့မန်းနဲ့တိုင်ခုတ်ထားပြီးသားအဟောင်းနေရှိရေဗျဒါပေမဲ့အဲ့တိုင်တွေကတိတ်ပြီးမကောင်းတော့လို့အစ်စ်ခုတ်တာတဲ့ကျွတ်တို့တွေကတိုင်တွေဝါးတွေခုတ်ပြီးတော့လှဲနဲ့တဲလာပြီးကိုဝင်းထူတို့ချဝိုင်းနဲ့မှချပေးလိုက်တယ်ကျွတ်တို့ချပြရနဲ့အပြိုလေးတွေကကျွတ်တို့ထမင်းကျွေးကြတယ် တကယ်ကာလာသားတွေပါဗျာထမင်းကျွတဲ့မိန်းကလေးတွေရှိနေအောင်ပါလေမော်တော်ဆိုင်ကယ်ပိုင်ရှင်မီမီကိုကိုကျော်ကျော်လေးကိုခေါ်တဲ့ဗျားကြီးရဲ့အနားမှာပဲကက်ပြီးတော့ပဲထမင်းတောင်းနေတာမီမီကိုကိုကျော်လေးငါ့ထမင်းတပကံဟဲ့အောင်ဖို့ဟိုမှာမိသိမ့်လို့လဲခူးပေးနေလေနေခူးပေးရဲ့ထမင်းလေးကပေါ်ဆမ်းမွေးလို့ပဲဣပြီးမွေးနေလို့နေ့စီပဲလာကူခံရတာဟဲ့မตาလေးနင်တို့ငါ့လာငန်းတာကိစ္စမရှိဘူးနော်ဒီမှာနင်တို့တစ်ဖက်လုံးထမင်းခူးပေးရရင်လက်ပြုတ်တော့မယ်စားရလေတယောက်တပကံမဟုတ်တယောက်တစ်ရက်ပဲအခါ20လောက်ထည့်ခိုင်းနေတာ မိမိကိုကိုကျော်လွယ်ကျမ်းပြီဗျကျန်လဲကျန်းကျင်ဆရာပဲလေတကောင်သားတွေကထမင်းထည့်ပြီးတဲ့မိန်းကလေးနှစ်ယောက်ရှိတာကိုဒီဘက်ကတယောက်ထမင်းမခုခိုင်းမဲသူ့ကိုကြီးလှောက်ခိုင်းနေရလေအဲ့တော့ဟိုကကျမ်းပြီပေါ့ကျုပ်ကတော့မအီမသားဖြစ်သွားတဲ့ကလာသားတွေကိုကြည့်ပြီးရီးကျင်နေရပေါ့ဗျာမိမိကိုကိုကျော်လွန်ကအဲ့လောက်နဲ့ရံမသွားသေးဘူးနော်မကြည့်မနဲ့နဲ့ဆက်ပြီးတော့ပြောသေးတာမตาကောင်နေဟိုတော့ကတော့ငါ့ကိုဖြားကြီးဖြားကြီးနဲ့အခုမှနင်တို့မိမိကိုကိုကျော်လွန်နေလာပြီးတော့လှုပ်နေနင်တို့ကြောင့်မတိအများမှတ်နေလားနင်တို့ကငါ့ရဲ့မော်တော်ဆိုင်ကယ်ကိုစီးကျင်နေမလား သူအဲ့လိုပြောတော့တကောင်သားတွေကညိနေစကားများတော့မဟုတ်ဘူးနော်အားလုံးကပြုံးစီစီတွေမိမိကိုကိုကျော်လင်းရဲ့နာမည်ခေါ်ရတာလဲရှာရီယာထောက်လိုက်ပါပြီဗျာတိုင်မဲ့တရားလုံးမှာခဲ့အမိဆုံးနာမည်လေးဆိုတော့လဲမခေါ်လို့ရလဲမရဘူးလေမိမိကိုကိုကျော်လင်းကစက်ကိုလှမ်းကြည့်လာတယ်ဗျသူကြည့်လာတာခက်ဆိတ်ဆိတ်ကြီးဆိုတော့ကျုပ်ဖြစ်ပြန်ကြည့်အောင်နည်းနည်းလန့်တယ်ပြီးတော့သူကစက်ကိုလက်ရက်ခေါ်တယ်သူလက်ရက်ခေါ်တော့ကျုပ်လည်းတွားလိုက်တာဗောကလာသားတွေကတော့ကျုပ်ကိုအားကြတဲ့အကြည့်နဲ့ကြည့်ရတဲ့သူတွေကကြည့်မနာလိုတဲ့အကြည့်နဲ့ကြည့်ရတဲ့သူတွေကကြည့်ပေါ့ဗျာ ကျုပ်ကလည်းခက်တီတီနဲ့မိမိကိုကိုကြောင်လင်အနာရောက်တော့သူကကျုပ်ကိုစကားဆိုရဲဗျလက်နံပဲဘသူရောစနေပါအေးစနေနေရမြို့ပါဆိုတော့မော်တော်ဆိုင်ကယ်စီးတက်လာမင်းလို့စီးတက်တာပေါ့ဗျအဲ့ဒါဆိုခဏနေလေငါ့ကိုမော်တော်ဆိုင်ကယ်မောင်းတာတင်းမင်းဆက်မှာဟာနေဟိုကျောက်ဦးကြီးတို့ခွင့်တောင်းလိုက်အောင်မေရတယ်ငါလှမ်းပြောလိုက်မေသူကထမင်းခုနေရနေအင်အောက်တန်းရမထိုင်နေတဲ့ဦးကြီးဦးသားကိုလှမ်းအော်ပြောရဲဗျဘာထွေးရေကျောက်စနေကိုဆိုင်ကယ်စီးရတင်ခိုင်းမလို့အော်အေးခေါ်သွားလေဘမသွားတင်ခိုင်းမှာလေတေးကြောက်မှာဘာထွေး ဟုတ်ဗျကြောက်ပြဘလို့ပြောရမှမသိတော့ဘူးเนาะစိုက်ကယ်စီးတာကိုတင်ပြရမယ့်နေရာတင်ကြိုင်ကုန်းဆိုပဲတော်တော်လေးစမ်းပါပြီဗျာကြီးရဲ့လို့ကျုပ်ကတွေးလိုက်တယ်ဘာပဲဖြစ်ဖြစ်ပါကျုပ်ကတော့မိမိကိုကိုကျော်လင်းကိုစိုက်ကယ်မောင်းတင်ပြရတော့မယ်ပေါ့ဗျာစနေမိတကယ်တော့မော်တော်ဆိုင်ကယ်စီးတက်လို့လားစီးတက်ပါတယ်ဗျစီးတက်ရင်လည်းပြီးတာပါပဲတို့ရလမ်းနေရဆိုးရဲဟနေပါဦးဦးကျော်လင်းကသူ့တမီမော်တော်ဆိုင်ကယ်ဆရာတင်မပေးဘူးလားဟ ्या မိမကြောက်လားဟိုနေ့ကမင်းဦးကျော်လင်းစိုက်ကယ်မောင်းလို့ခါကြောက်ညက်သွားတယ်လေကွာ ကျုံနဲ့ကိုဝင်းထူစကားပြောနေအားဗျအမှန်တော့ကျုပ်ကလည်းစိုက်ကဲမစီးတတ်ပါဘူးကားတော်မှမောင်းနာကိုတင်မလို့ကြံထားတဲ့ကောင်လေစိုက်ကဲလောက်ကတော့ဒီတိုင်းစီးရင်လည်းအဆင်ပြေလောက်တယ်လို့တွေးထားတာဗျလူကြားထဲမှာမော်တော်ဆိုင်ကယ်စီးတက်လာမိတာမတက်ဘူးလို့ပြောရင်ကျုပ်ရဲ့တိတ်ခါကြမှာလေအားကြောင့်ကျုပ်ကလည်းစီးတက်တယ်လို့ပြောလိုက်တာဒီနေ့မိုးစီကျော်ကျော်မှရမကျုပ်ကမလိုက်ရတော့ဘူးမိုးစီကျော်လည်းတော်ရက်ထီသွားပြီးတော့ကြော်ကြမာရယ်ဗျရွာမကျော်ရင်အလှူနဲ့အောင်ရောက်မှာမဟုတ်ဘူးဟိုလူကစားဒီလူကစားနဲ့ကုံသွားမာရယ်လေရွာကလေးရလည်းသိရတဲ့အတိုင်းပဲတခုခုဆိုရင်ရောက်လာကြမလား ပပောက်တော်စားမကောင်းလို့ဒါလေဒါတော့မနော်သူ့မောင်တော်လိုလူလေလေးတွေကမုန်းစီကြောကြောင်မရမကလိုက်သွားပြီးစားကြသေးရဲ့ဆိုပဲဒါတွေကိုကိုဝဲထုအပဦးတာကိုပြောပြလို့တည်ဟာအဲ့မှာတိတ်တော့မကြလာပါဘူးဗျထမိန်တူတူဝတ်ထားတဲ့နာမည်6လုံးနဲ့အမကြီးရောက်ချလိုက်မော်တော်ဆိုင်ကလ်ကဘေးကြီးမဟုတ်တော့သူကတွန်းလာတာဗျအိမ်ပိုင်းတဲထိဝင်လာတော့သူ့ရဲ့နောက်မှာကာလာသား၄-၅ယောက်ကတစ်ခေါက်ခေါက်လိုက်လာတာတွေ့တကောင်သားတွေကကျုပ်ကိုတိတ်မကြည့်ဘူးနော်ကိုဝဲထုအပဦးတာကိုကြောက်လို့ဒါဒင်းတော့ကကျုပ်ကိုမထီရဲမတူရဲတာထင်ပါရဲ့ သူကကျုပ်တို့နှစ်ယောက်လည်းမြင်ရောပြုံးပြလာတယ်ဗျပြီးတော့ကိုဝင်းထွေးကိုစပြီးစကားလာပြောတယ်ကိုဝင်းထွေးမိုးစစ်ကြောကျုပ်မကြော်တက်လို့လိုက်မသွားတာဒီကောင်လည်းကျုပ်လိုပဲအတုံးကြမှာမဟုတ်စားပဲစားတတ်မယ်ကတော်တော်လေးပွင့်လင်းတဲ့မိမိကိုကိုကြော်လင်ပါလားလို့ကျုပ်ကတွေးလိုက်မိတယ်သူ့ကိုကြည့်ရတာပွင့်ပွင့်လင်းလင်းနဲ့ခင်တတ်မင်တတ်တဲ့ပုံမှာပဲဗျကျုပ်ပေါ်လည်းမယုံမသားစိတ်လုံးဝရှိရပုံမပေါ်ဘူးကျုပ်ကလည်းမရှိပါဘူး။ရွာရဲရကောင်းနေရတာမြင့်မသိမူးမစ်ထင်မျိုးကျုပ်ကမကြည့်မနဲ့ဖြစ်နေ။အကုန်လုံးတော့မဟုတ်ပါဘူး။စုံပြုခွေးတွေပေါ့ဗျာ တနေ့တူရတော့ကျုပ်ကိုအားကြရမျိုးလုံးတွေနဲ့ကြည့်ပြီးကျုပ်တို့အစဉ်ပြေရဝမ်းမြောက်ဝမ်းသာရှိပေးနေကြပါတယ်။ကျုပ်ကလည်းတွေးမိတရားတွေတွင်းရနေမိမိကိုယ်ကိုကြော်လင်ငေးတယ်လို့ဖြစ်သွားတယ်ပေါ့ဗျာ။အဲ့တော့ तू ကကျုပ်ကိုကြည့်ပြီးခက်တီတီနဲ့ပြောလာပါအောင်လား။နေငါ့ကိုကြည့်ပြီးပစ်မှားနေရလားအာစိုက်ကယ်စီးကြလို့နင့်အကူကြီးတောင်းတာနော်ငါ့အထင်သေးနေနဲ့ကျုပ်သိပါရဲ့ဗျခမရလည်းကျုပ်ကိုအထင်သေးလိုက်တာနင့်ငါ့ငေးနေရလဲထဲ့ပြောလေငေးတာမဟုတ်ပါဘူးဗျခမရကိုဘယ်ရောက်ဘလို့စတင်ရမလဲဆိုတာတွေးနေတာအော်သိပြီခမရကိုဆွဲနေရစတင်ပြီမယ ဟဲ့ဘာတော့ဘာဆွဲတာတော့ကျုပ်ကလည်းအရေးတယ်ဘာဆွဲရမလဲဆိုတော့မေ့သွားတယ်တော်သေးရဲ့ဗျာဘေးမှာကိုဝင်းထူရှိနေလို့ဒါပေါ့ကိုဝင်းထူကဂျားရဲကနေဝင်ပြောပြပေးရှာတယ်ဒီလိုဗျာကြီးကစနေပြောချင်တာမော်တော်ဆိုင်ကယ်လီဗာကိုစိုက်ကယ်ရဲ့ဒီလက်ကန်ကိုဆွဲမှစိုက်ကယ်ကပြေးတာတော်လီဗာလို့ခေါ်တယ်ဒီဘက်ကခြေနေရ break ဘယ်ဘက်ကဂီယာကိုဝင်းထူရှင်းပြနေရကိုမိမိကိုကိုကျော်လျော်တေချာကယူတဆိုင်နားထောင်နေပြီးတော့မှနားလဲသွားတဲ့ဟန်နဲ့ကျုပ်ကိုတေချာကြည့်ပြီးလှဲ့မိလာတယ် နေတကယ်ရောစိုက်ကယ်စီးတဲ့လားကိုကြီးဝင်းထူကမအကုန်တိတည်တိရပေါ့။ तू ကခမရမော်တော်ဆိုင်ကယ်ထက်ကြီးရဲ့ကောင်မောင်းနေရပြတိလား။အေးအဲ့ဒါဆိုလဲနေမဲမောင်းလိုက်တော့ငါ့ရွာတင်ချိုင်းကိုလဲရောက်မှာပဲတင်ပြီ။အဲ့ဆိုလဲပြီးရပဲတော့ပြီ။ तू ကကျုပ်မော်တော်ဆိုင်ကယ်တော့ပေးလာတယ်ဗျ။ကျုပ်ကလည်းတော့ယူပြီးတော့ခက်တီတီနဲ့ဆိုင်ကယ်ပေါ်တက်ခွာလိုက်တာပေါ့ဗျာ။ပြီးတော့ဆက်ကိုနှိုးလိုက်တယ်။ကိုဝင်းထူးကြီးကလည်းကျုပ်ကိုသေချာကြည့်နေရဲ့ဗျ။ तू လဲကျုပ်ကိုသိပြီးတော့ယုံကြည်ပုံမပေါဘူးနော်။ တိုင်မဲတည့်ရဲ့အတိုင်မဲလေစနေဆိုရဲကျုပ်ကမြင်သိကောင်းတာပုံမှန်မော်တော်ဆိုင်ကယ်စီးနေကြလူတယောက်လိုမျိုးခက်တီတီပဲနေရပြီးတော့အကြောင်းတောင်လေးနဲ့ကျုပ်ကိုကြည့်နေရဲ့မိမိကိုကိုကြော်လွန်တက်ခိုင်းလိုက်တယ်ကဲမတ်ကြော်လွန်တက်ပြဟဲ့ဘာမတ်ကြော်လွန်လဲနာမည်အပြည့်စုံမခေါ်ခြင်းလဲမေမီလို့ခေါ်စားမှာဖြားကြီးပဲကောင်းပါလေဗျာမတားလေးရတော့လေအားထက်ကြီးရဲ့သူတွေကငါအဲ့နာမည်ခေါ်ခိုင်းတာရွယ်လူတွေငါထက်ငယ်တဲ့သူတွေခေါ်လို့ပါရှစ်စိတ်ကွဲသွားမယ်ဘာမှန်လဲအေးပါဗျာတက်တော့သွားကြရအောင် ။သူကစိုက်ကဲနောက်ကနေတက်လိုက်တာနဲ့ကျုပ်ကလည်းဂီယာထိုးပြီးတော့လီဗာကိုဆွဲလိုက်တယ်။တော်သေးရပါဗျာ။ဟိုတခါတော့ကလို့မော်တော်ဆိုင်ကယ်ကြီးဆိုရင်ဖြင့်ကျုပ်မစီးတတ်ပါဘူး။အခုတော့အေးအေးဆေးဆေးလေးထွက်လာနိုင်ခဲ့တယ်။အိမ်ဝိုင်းပြင်လဲလောင်းပေါ်ရောက်တော့ကျုပ်ကိုအန်တကျိကျိနဲ့ကြည့်နေကြတဲ့ငနေသားတွေကရှိသေးသဗျာ။ကျုပ်ကလည်းဥတာဦးအာကိုနဲ့အဲ့ငနေသားလေးတွေကိုဟွန်းလေးတောင်မှတီးပြလိုက်သေးတယ်။ပြော်လီဗာလေးကိုခက်ဆက်ဆက်လေးဆွဲပေးလိုက်တာနောက်ကမီမီကူကိုကြော်လင်းတယောက်ကြောက်ခါကိုဖတ်လိုက်ရတာပေါ့ ဟိုတကောက်သားတွေဘလောက်တောင်မှထောပွားနေမလဲဆိုတော့ကျုပ်ကတွေးမိပြီးသဘောကျနေမိရဲ့ဗျာကျုပ်ကသူတို့စီစဉ်နေဟာယူအရင်စီးခွင့်ရတဲ့သူလေအဲ့တော့နည်းနည်းလေးတော့မာနာလေးကြီးမိသားတာပေါ့ဗျာကျုပ်ကမော်တော်ဆိုင်ကယ်အတော်ကယူဆိုင်မောင်းနေရတယ်လှဲလန်းဆိုတော့အတော်လေးဖုန်ထူရဲလေဗျာအဲ့လိုနဲ့ပဲမောင်းလာလိုက်တယ်ဆိုတော့တောင်ဆန်းတင်ញိုင်ကုန်းလမ်းထဲကိုရောက်တော့စိုက်ကယ်ကိုရှာလိုက်တယ်ဒီရွာလေအဆန်သားဗျတင်ញိုင်ကုန်းရှိရဲ့နေရာကမှလမ်းကကောင်းနေရတယ်လို့ကျုပ်ကမော်တော်ဆိုင်ကယ်ဝါနေဆင်လိုက်ပြီးမိမိကိုကိုကျော်လင်းကိုမော်တော်ဆိုင်ကယ်မောင်းခိုင်းလိုက်တယ် ကဲခမရရှိရနေမောင်းတော့ကျွန်နောက်ကနေထိမ့်မိမယ်အေးအေးဂီယာထိုးတာလီဘာနဲနာလေးတည်ရနော်တည်ပါလေဟဲ့သူကကြောက်စိတ်တော့တိတ်မရှိဘူးဗျပြီးတော့အတက်မြန်နေဆိုပါတော့စိုက်ကယ်ကိုဆက်နိုးပြရနဲ့စီးသွားတာဂီယာအချင်းပြောင်းတော့မရသေးဘူးဗျာဒါပေမဲ့စိုက်ကယ်ကတော့လမ်းကြောင်းတနက်မမသွားရအချို့အားလဲဆိုရမယ်ဆိုရင်တော့စိုက်ကယ်မောင်းတက်သွားတယ်ပေါ့ဗျာစပိတ်စီးတဲ့သူဆိုရင်တော့တိတ်တော့အခက်ကြီးမဟုတ်ဘူးဗျဒါပေမဲ့မော်တော်စိုက်ကယ်ကတော့တတ်တာမှမဟုတ်ဘူးထိုးကျင်တဲ့ဂီယာကိုထိုးပြီးတော့စီးရလေ မိမိကိုကိုကျော်လင်တယောက်တင်ရင်ကုန်းလမ်းလေးမှာလင်းငါဘက်လောက်စီပြီးကျောက်အနားမှာစိုက်ကယ်လာရက်တယ်။ပြီးတော့ကျုပ်ကိုစကားဆိုလာတယ်ဗျ။စနေနေဒီနေ့ညနေထိအားတယ်မို့လား။ကျုပ်ကလုံးဝမရှိရအားတာပေါ့။အေးအားဆိုရင်လေငါတို့တလေးကုန်းရွာထိစီကြအောင်အဲ့ဘက်ကလမ်းကောင်းတယ်။ကျုပ်အဲ့ဘက်ကလမ်းနေမသိဘူးနော်။ငါမောင်းပါပါဟာနင်ကနောက်ကလိုက်။ဟာဗျာမသိတော့ပါဘူး။ဟဲ့အကောင်ဘာမသိတော့တာလဲ။ငါတို့ဘာသာလူမြင်ခွင့်မှာမော်တော်ဆိုင်ကယ်စီးရ။ဘာလဲ။နင်ကငါ့ကိုစိတ်နဲ့ပြစ်မာနေရလား။ ဟာမဟုတ်တာဗျာခမားပေါ်မှာကျုပ်ကမောင်နှမစိတ်ပဲရှိရပါတိရပေါ်စနေရငါလည်းငါအမမဟုတ်တာလူကြည့်လိုက်တာနဲ့အခွင့်ရေးယူမဲ့သူလားမယူမဲ့သူလားငါတိတယ်နေ့ကိုရှုံလို့လဲငါခေါ်ရာအေးပါဗျာဒါနဲ့တလေးကောင်ကတော်တော်ဝေးလားအေးလှဲနေဆိုရင်တော့တော်တော်ကြာတယ်တော့မော်တော်ဆိုင်ကယ်နဲ့ဆိုတော့တိတ်မကြပါဘူးလမ်းမှာမောင်းလို့ပြန်ထူတာကြောက်တဲ့ထိုးကြတဲ့အချိန်တွေထဲတွေ့လာမှာညနေလောက်တော့ပြန်ရောက်မှာပေါ့မိမိကိုကိုကြော်လင်ရခက်ပြုံပြုံအမူအရာနဲ့ပြောလာတဲ့စကားကိုကြုံနားထိုင်မျက်လုံးပြူးမိရလေး သူ့နောက်ကလက်ရမှာတော့မှလန့်မိရဲ့ဗျမိန်းကလေးအောင်တတိရှိရာကျုပ်ကဘာမလို့ကြောက်နေရမှာလဲလို့အားတင်းပြီးတော့မိမိကိုကိုကြော်လေမောင်မဲဆိုင်ကနောက်ကနေတက်ခွာလိုက်တယ်ပေါ့ဗျာလက်ကတော့ခါ့ကိုဖတ်ချင်တာလေအဲ့လိုမသိဘူးလားအားကြောင့်ဖင်နိုင်ကွာတန်ခါရနောက်ပြန်ကင်ထားလိုက်တယ်ကျုပ်တက်ပြီးရနဲ့အမတော်ကဝူးကနေတဲပြီးတော့တုတ်ချလိုက်ပါလေရောဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ် ။နောက်ရက်တွေမှာလေဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကြံရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစံစမ်းမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလေကျေးဇူးထူပဲတင်ရှိပါရစေ။